ငတိုင်းချောင်းမြို့ဖျားကုံကျေးရွာအုပ်ချုပ်ရေးမှူးဒေါ်နွေနွေနဲ့ကြံ့ခိုင်ရေးပါတီဝင်ဥခိုင်ဦးတို့ဟာဖျားကုံကျေးရွာကိုထွက်ပြေးတင်းရှောင်လာတဲ့ပြည်သူစစ်မှုရန်၃ဦးကိုစစ်ကောင်စီတပ်ကိုခေါ်ပြီးဖမ်းဆီးခဲ့ပါတယ်။ထွက်ပြေးတဲ့စစ်မှုရန်တွေကိုဖမ်းဆီးတာရှိတယ်လို့စစ်မှုရန်အတွက်ငွေကိုနှီးမျိုးစုံနဲ့တောင်းတယ်။တချို့ဆိုရင်ငကတ်ချုပ်ပြီးရောင်းပေးကြရတယ်။ချံပေါင်ပေးကြရတဲ့သူတွေလည်းရှိတယ်လို့ဖျားကုံကျေးရွာအုပ်စုရှိဒေသခံတူက ARD Times ကိုပြောပါရတယ်။ ဒေသခံတွေရဲ့ပြောကြားချက်အရကျေးရွာအုပ်ချုပ်ရေးမှူးတော်နှွေနှွေနဲ့ရိုင်းမှုဦးတိုးကြီးတို့ဟာဖျားကုန်းကျေးရွာအုပ်စုရှိအသက်16နှစ်ကနေ35နှစ်အတွင်းရှိလူငယ်တွေကိုတဦးကိုကြက်ငွေတသိန်းငွေအသက်35နှစ်ကနေအသက်60နှစ်အတွင်းရှိသူတွေကိုကြက်ငွေ9000တောင်းယူတယ်လို့သိရပါတယ်။ဒါ့အပြင်နိုင်ငံခြားကိုရောက်ရှိနေတဲ့လူငယ်အချို့ရဲ့မိဘတွေကိုလည်းချိန်ချောက်ပြီးကြက်ငွေတသိန်းငွေတောင်းယူတယ်လို့ဒေသခံတွေကဆိုပါတယ်။ ပြည်သူစစ်မှုရန်ငာယံကလူတအူးကိုကြက်ငွေ380ပေးရတယ်လို့အုပ်ချုပ်ရေးမှူးဒေါ်နွင်နွင်နဲ့အဖွဲ့ကပြောဆိုပေမဲ့စစ်မှုရန်အစားထိုးသူတွေရဲ့အမှန်တကယ်ရရှိငွေမှာကြက်သိန်း80သာဖြစ်တယ်လို့လည်းဒေတာကန်တွေကပြောပါတယ်။ ARD တိုင်းမှာစစ်ကောင်စီခန့်ရက်ကျေးရက်ကွက် အုပ်ချုပ်ရေးမှူးစိန်မှုရိုင်းမှုအများစုဟာပြည်သူစစ်မှုရန်အကြောင်းပြပြီးငွေကြေးတောင်းယူမှုတွေပုံမပြုတ်လုပ်နေတယ်လို့သိရပါတယ်။